မယ်ဗျာဒါဟိုနေ့ကကျွန်တော်ပြခဲ့တဲ့ခွန်ထဲစီ၃လုံးကြာမယ်ဆိုင်เนาะတို့ဒီငါးစုံနဲ့ခုနှစ်ထဲမှာနှစ်ဦးက၃ညထိတ်ဒီအဲ့ဒီနေ့ထဲမှာ၃ညထိတ်၃လုံးကြာတယ်၂လုံးကြာတယ်เนาะနောက်ဒီမှာ၃လုံးကြာမယ်လို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီ၃လုံးကြာမယ်နေရာဒီဒီပရိတ်ကိုကိုပါပါ၄ထိတ်အဲ့ဒီ၄เนาะ ကိုဘာဝါလေးထိပ်အဲ့ဒီလေးနောက်ထောင်တုံးလုံးလေးလို့ရိုက်တဲ့အောက်မှာတုံညာထိပ်စီတုံးလုံးမြောက်နော်နောက်ဒီမှာနှစ်ဦးမှာတုံးထိပ်အဲ့ဒီတုံးထိပ်ကအဲ့ဒီနှစ်ထဲမှာတုံးထိပ်စီတစ်လုံးနှစ်လုံးတုံးလုံးမြောက်ကြတယ်နော်အဲ့တုံးထိပ်စီတုံးလုံးမြောက်ကြလိုက်ရင်လည်းဗရိတ်ကိုကိုဘာဝါလေးထိပ်လေးကနောက်တုံးလုံးလေးလို့ဖြစ်တဲ့အောက်မှာတုံးထိပ်စီတုံးလုံးမြောက်ပြည့် အဲ့ဒီမှာကျွန်တော်တို့ခွန်တဲ့ဒီအနှလုံးရှိပြီနောက်တစ်လုံးကဒီမှာကိုးလေးမရိုက်ဘူးလေးကိုးလို့ပြိုက်နော်ဗတိတ်လေးလေးပါပါကိုးထိတ်အဲ့ဒီကိုးကိုနောက်သုံးလုံးကိုးလို့ထွက်ပြီးမှ သူ့ရဲ့အောက်မှာခွန်ထိတ်စီသုံးလုံးမြောက်ထွက်မယ်နော်အဲ့ဒီမှာကျွန်တော်ပြောခဲ့တဲ့ဒီသုံးလုံး၅ကြောင်ဒီသုံးလုံး၅ကြောင်၅ပါပါဒီသုံးလုံး၁၀နော် ဒီမှာလဲအတူတူပဲ၃ထည့်စီ၃လုံးမြောက်ကြရင်ဒီ၃လုံး၅ချောင်း၅ပါပါဒီ၃လုံး၁၀เนาะအခုကျွန်တော်ခွန်ထည့်စီ၃လုံးကြရင်ဒီ၃လုံး၅ချောင်း၅ပါပါဒီ၃လုံး၁၀ဆိုရင်ချက်နောက်ပိတ်နေကြမယ်เนาะအဲ့ဒီမှာကျွန်တော်ဗရိတ်ခွန်ဗရိတ်ရှိเนาะကျွန်တော်ဗရိတ်၉လို့ကျွန်တော်ထည့်လိုက်တယ်အဲ့အဲ့လွယ်လွယ်လေးကျွန်တော်ထည့်တာပဲဗရိတ်ခွန်ဗရိတ်ရှိဗရိတ်၉ဆိုတော့၄ခါရောက်သွားတာပေါ့အဲ့အဲ့ဒီကန်တန်းက ကျွန်တော်တို့ကစားနေတဲ့ဒီ line ကျွန်တော်အမြဲတမ်းအလွယ်ပဲကျွန်တော်ကောက်ကောက်ပြောတာဒီ line ကိုကျွန်တော်တခါမှတော့အရှိကြီးထိတ်မပြောဘူးเนาะကျွန်တော်အမြဲတမ်းပြောတဲ့တခါကွာ၄၃ခတ် line ကျွန်တော်အဲ့လိုပဲအလွယ်အလွယ်ပြောတာမအိတ်တခါကွာ၄ line နဲ့မှာเนาะအိတ်တခါကွာ၄ line နဲ့မှာ तू ကအကြိမ်ကြိုက်ကစားတာတွေရှိတယ်ဘယ်လိုအကြိမ်ကြိုက်ကစားတာတော့ဆိုတော့ကျွန်တော်တို့ဒီ6 6လေးတွေ ျွန်တော်တို့တံတန်းနဲ့ပေါက်ခဲ့တာဟုတ်เนาะအဲ့ဒီ၆ကိုးလေးတွေတံတန်းနဲ့အနှစ်ရေအကိုက်ပေါက်ခဲ့တဲ့ကောင်းနေအဲ့ဒီကိုးတွေကသူကနေနှစ်ရေအကိုက်မှာကိုးပါဝါ၄ကိုဝါ၄နဲ့သူကစားတယ်เนาะဝါ၄နဲ့ကစားတော့အဲ့ဒီမှာဘာလို့တစ်ခါနဲ့ကစားလဲဆိုတော့ဒီ၆ထည့်စီရဲ့ပါဝါဝါ၄ကိုသူကတစ်ခါနဲ့ကစားတယ်เนาะအဲ့ဒီတိုင်းပဲဒီမှာလဲ၆ကိုးလေးထွက်တယ်အကျင်ခိုက်မှာ အထောင်၄ဖြစ်တယ်အဲ့ဒီ၄ကိုဘွား၄၆ပါဝါတစ်ခါနဲ့နော်အဲ့ဒီ၆ကကိုးထိပ်စီထွက်တော့သူကအဲ၆၉၄ထွက်တော့သူက၆ထိပ်စီနဲ့ထွက်ခဲ့တာဒုတိယကွက်လည်းဒီမှာတိုင်းမဲ့၆ထိပ်စီနဲ့ထွက်တယ်၆၉၄၉ပါဝါအထောင်၄ဘွား၄ကို၆ပါဝါတစ်ထိပ်နဲ့ထွက်တာနော်အဲ့အဲ့ဒါတွေကျွန်တော်ဘာလို့ပြောတော့ဆိုတော့အဲ့ဒီ line ထဲမှာအကျိန်ငိုက်ကစားတာတွေခွန်ခါးတွေသူ့ရဲ့နောက်နှစ်မှာလိုက်ထွက်တာ ဲ့ဒီခွန်ခါရဲ့ဇောင်းမှာအကျင့်ကြိုက်ပဲဗရိတ်ခွန်နေเนาะခွန်ခါရဲ့ဇောင်းမှာဗရိတ်ခွန်နေခွန်ခါရဲ့ဇောင်းမှာဗရိတ်ခွန်နေသူထွက်တာအကျင့်ကြိုက်တွေပဲကစားနေတခါအဲ့ဒီဗရိတ်ခွန်ကနေကျွန်တော်တို့အောက်ကိုအကျင့်ကြိုက်ပြေးဆင်းလိုက်ရင်ဒီနှလုံးကိုသူ့ဇောင်းမှာဗရိတ်နှစ်ဒီနှလုံးရှိသူ့ဇောင်းမှာဗရိတ်နှစ်ဒီနှလုံးခွန်သူ့ဇောင်းမှာဗရိတ်နှစ်ဒီခွန်ပါပါဗရိတ်နှစ်တွေသူပြန်ထည့်တာเนาะခွန်ပါပါဗရိတ်နှစ်တွေ အဲ့ဒီခွန်ပါပါပရိတ်နှစ်တွေသူပြန်ကစားတယ်အကျိန်ကြိုက်ပဲကစားရတယ်ဒီလိုင်းမှာเนาะတဒန်းနေပဲအဲ့အဲ့ဒီဟာကိုအခုကျွန်တော်တို့အကျိန်ကြိုက်တစ်ခါပြန်ကစားမယ်ဒီဘွဲမှာအဲ့တော့အဲ့နှစ်ထဲမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘွဲကထက်စီကြောင်3 7နော်ထက်ထောင်3ကို7ရိုက်တယ်ဇောင်းက4လို့ရိုက်တယ်เนาะဇောင်း4ထက်3လုံးက 17လို့သူထွက်သွားတယ်ဒုတိယကတ်မှာလည်းအဲ့ဒီတိုင်းပဲဇောင်း၄ပြီးတော့ဒီမှာဇောင်း၅လို့သူထွက်တယ်ထက်စီးတောင်3လုံးကခုနကတုန်းက17 1ပေါ့เนาะခုနကတုန်းက1ကျွန်တော်ထိုက်ထောင်3လုံးကို1ဒီမှာထိုက်ထောင်3လုံးကိုသူက2လို့သူပဲဆိုเนาะဇောင်း3လုံးက9ကိုဒီမှာဇောင်း3လုံးက၄လို့ကစား အခုပြီးခဲ့တဲ့ပွဲတော့ကကျွန်တော်တို့ဇောင်းသုံးလုံးထိတ်ထောင်သုံးလုံးတစ်ထိတ်ထောင်သုံးလုံးနှစ်လို့ပြီးတော့ထိတ်ထောင်သုံးလုံးက3နော်3ကိုနဲ့6နဲ့ပေါင်းတော့ငါ9နဲ့10နဲ့ပေါင်းတော့3ထိတ်ထောင်သုံးလုံး3လို့ဖြစ်လိုက်တာနဲ့ဒီဇောင်းသုံးလုံးက6လို့သူထည့်အဲ့တော့ဇောင်း၄ဇောင်း၅ဇောင်း6ကိုထိတ်ထောင်သုံးလုံး1 2 3ဆိုပြီးတော့သူက ကစားသွားခဲ့ပြီအဲကစားပြီးပြီသူ့အောက်မှာကျွန်တော်တို့သူ့ရဲ့အောက်မှာကျွန်တော်တို့ဇောင်း30လို့အဲဇောင်း8လို့ကျွန်တော်တို့ထည့်လိုက်အဲဇောင်း8လို့ထည့်လိုက်တာ ਨੇ ဒီ61ပါဝါခွာထားတာလေးอ่ะ6ထိပ်ဒီ6ထိပ်လို့သူဝင်เนาะ61ဒုတိယကတ်မှာအပထမကတ်မှာဒုတိယကတ်မှာကျတော့ခွန်2ခွန်ပါဝါ2ပိတ်အဲ့ဒီခွန်လေးဒီခွန်လို့ပိတ်လိုက်တာ ਨੇ ဒီဆောင်သုံးလုံးက6လို့ရိုက်နော်6ဒီမှာတော့က8ထိပ်စီးက6ထိပ်က6ထိပ်ဒီမှာခွန်ထိပ်ခွန်ရဲ့ခွန်ထိပ်ကခွန်အပိတ်လို့ရိုက်တာ ਨੇ ဆောင်သုံးလုံးက9ဒါဆိုကျွန်တော်တို့ဒီနေရာမှာဆောင်သုံးလုံးက10လို့ရိုက်ရင်8အပိတ်အဲ့ဒီ8အပိတ်ဒီဒီဘက်မှာ3 8ခွာထားနော်ဒါဆိုတော့3 8ခွာ8ထိပ်က8အပိတ်ခွန်2အခွာခွန်ထိပ်ကခွန်အပိတ် 6တက်အခွာ6ထိတ်က6ပိတ်နော်အဲ့ဒီမှာကျွန်တော်တို့ထိုက်နှလုံးကိုပုံသေးရှစ်လို့ထိုက်လိုက်တာ ਨੇ ဒီပရိတ်၄ဒီ၄ထိတ်လို့တွေ့တတ်တယ်နော်ဒုတိယကမှလည်းအဲ့ဒီအတိုင်းပဲထိုက်စီနှလုံးကိုကျွန်တော်တို့ရှစ်လို့ထိုက်လိုက်တာ ਨੇ ဒီပရိတ်၁၁ဒီ၁ထိတ်လို့တွေ့ထွက်တယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီကစားမဲ့ကရမထိုက်နှလုံး၈လို့ထည့်လိုက်တာ ਨੇ ီဗရိတ်ခွန်လီခွန်ထိတ်နော်အဲ့တော့ခွန်ထိတ်၈အပိတ်ရပြီအဲ့ဒီခွန်ထိတ်၈အပိတ်ကိုကျွန်တော်ဘာလို့၄ခါထဲတုံးဆိုတော့အဲ့ဒီမှာသူတစ်ခါတည်းပါပြီဒါပဲခါနှလုံးပေါင်းရင်၃ညနော်ခါနှလုံး၃ညဒီမှာခါနှလုံးပေါင်းရင်၉ဒါဆိုရင်ဒီမှာကျွန်တော်တို့ခါနှလုံးပေါင်းရင်၈ဖြစ်အောင် 4ခါလို့သူအထက်မှာရမယ်နော်အဲ့တော့ခွန်4ရှိအဲ့တော့ကျွန်တော်ပထမရက်ကပြောရခွန်ထဲ၃လုံးကြာရင်အဲ့ဒီခွန်ထဲဒီရှိတနည်းကြွားခဲ့ခွန်ရှိ4ကိုကျွန်တော်ဝိုင်းပေးခဲ့တယ်နော်အဲ့ခွန်ထဲစီ၃လုံးမြောက်ကြာခဲ့ရင်အဲ့ဒီကဏ္ဍဒီရှိတနည်းကြွားကဏ္ဍဖြစ်ကပါဟုတ်ပြီနော်အဲ့ဒါနဲ့ဆိုရင်သူကအန်ခိုက်သွားကြာတယ်အဲ့ဒီ site မှာကခွန်ထဲ၃လုံးကဒီအချိန်ကြာခဲ့ရင်ရှင်းနောက်ပိတ်နေသူကကြာရမယ်နော် အဲ့တော့ကျွန်တော်တို့ခွန်ရှင်းလေးကိုနောက်တစ်ခုကျွန်တော်တို့တွားကြည့်မယ်ဒီလိုက်ဟိုနေ့ကျွန်တော်ဆရာကဘာပေးကျွန်တော်စိတ်ကြည်စမ်းกว่าတဲ့ဆိုတော့ကျွန်တော်သူပြောတဲ့ကဏ္ဍတော့တခြားခွက်ပေါ့လေနော်ကျွန်တော်ကအဲ့ဒီထဲမှာသူနဲ့အမြင်မတူတဲ့ကဏ္ဍတစ်ခွက်ကျွန်တော်တွားတွေ့လို့ဒီလိုက်ကလည်းနင်းနေတော့ရှုပ်တော့ရှုပ်တယ်နော်ကျွန်တော်ဒီနေရာမှာ 6ခါးဇောင်းခွန်ဆိုတာရှိတယ်เนาะဒီမှာ6ခါးနဲ့ဇောင်းခွန်ဆိုတာရှိတယ်။သူကနေအကျဉ်းခိုက်ပဲအကျဉ်းခိုက်ပဲเนาะကျွန်တော်တို့6ခါးနဲ့ဇောင်းခွန်အဲ့ဒီ6ခါးနဲ့ဇောင်းခွန်ရဲ့နောက်နှစ်မှာကျွန်တော်တို့3ပရိတ်နှစ်ဦးမှာဝါးဝါးသွားတယ်เนาะအဲ့ဒီ6ခါးနဲ့ဇောင်းခွန်သူတို့က3ဖြစ်နေတာဟုတ်เนาะနောက်နှစ်နှစ်ဦးမှာသူက3ပရိတ် အဲ့ဒီမှာလဲဇောင်း9ခန်း6ခါပေါင်း3ဖြစ်တော့နောက်နှစ်မှာ तू ကဒါနှစ်ဥမာ3ပြိတ်ထွက်တာအဲ့ဒီ3ပြိတ်ထွက်ပြီးတာ ਨੇ तू ကနေပြီးတော့ကျွန်တော်တို့2နှစ်ကြော်လိုက်ရင်ပြိတ်4အဲ့ဒီပြိတ်4ဒီ4ပါပါအဲ့ဒီနေရာမှာ6ထိတ်လို့တဲ့နော်ဒီမှာ6ပြိတ်နှစ်ထိတ်နောက်ဒီမှာကျွန်တော်တို့10ပြိတ်3ထိတ်ခွန်ပြိတ်4ထိတ် ်နော်အဲ့တော့ကျွန်တော်တို့ဒီပရိတ်300နိနစ်ကျော်မှာ၄ပါဝါ၉ထိပ်အထောင်၃လုံးက၄ကို بوا ၄လို့ပြောတာနော် بوا ၄ကိုဒီမှာတက်ခါနဲ့ခုနကစိုက်နေမရောနဲ့တော့မတူဘူးအဲ့ဒီမှာလဲအထောင်၃လုံးခွန်၃ပရိတ်သူ့ရဲ့နှစ်ပွဲကျော်မှာပရိတ်၄လို့ပဲကစားတယ်၄ပါဝါ၉ထိပ်စီအထောင်၃လုံးကကျွန်တော်တို့၃ညပါနော် ဲ့တော့ထောင်သုံးလုံးတုံညာကိုသူကဘွားတုံညာတစ်ခါနဲ့ဒီစားဒီထောင်သုံးလုံးတုံညာကိုဒီမှာဘွားမေးတော့တုံညာသွားပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာဇောင်းခွန်ပရိတ်သုံးရိုက်ပြီသူ့ရဲ့နှစ်နှစ်ကျော်မှာပရိတ်ရှစ်ကရှစ်ထိတ်စီးလို့ထွက်တယ်အဲပရိတ်ရှစ်ရှစ်ပါဝါသုံးထိတ်လို့ထွက်တယ်ထွက်ပြီးတာနဲ့အဲ့ဒီမှာဇောင်းလေးခါတော်သုံးလုံးလေးလေးပါဝါဘွားကူအဲလေးပါဝါအဲဒီခါတော်သုံးလုံးလေး ဘွားလေးတက်ခါနေပဲထွက်တယ်နော်အဲ့တော့သူကပြလိုက်တဲ့ရတာတွေကတော့အများကြီးပဲရှိတယ်အဲ့ဒီထဲမှာနော်ကျွန်တော်တို့ဒီအောက်မှာတွေဟိုဆက်ဆက်မှုတွေကျွန်တော်လိုက်ပြောရင်တော့အခြေကြီးဖြစ်တော့မှာအဲ့တော့လိုချင်တာကအဲ့ဒီတက်ခါရဲ့တနည်းကျော်နှစ်ဦးမှာသူကအပူခွာထွက်တာဟုတ်နော်အဲ့ဒီတက်ခါရဲ့တနည်းကျော်နှစ်ဦးမှာအပူပဲထွက်တာ အဲ့ဒီတစ်ခါရဲ့တစ်နှစ်ကျော်အပူပဲထွက်တယ်ညဥ်မှာအဲ့ဒီအပူထွက်ထားတဲ့နှစ်ထဲမှာကျွန်တော်တို့တစ်ထိတ်နော်ပထမကျွန်တော်တို့ဒီတည်ခဲ့တဲ့တစ်ခါဒီတစ်နှစ်ကျော်မှာတစ်ထိတ်စီလို့တစ်ထိတ်စီလို့သူဒီနေရာမှာတလုံးထွက်လိုက်တယ်နော်တုံညာထိတ်ပြီးမှာအဲ့ဗရိတ်3 8နဲ့3 10ပေါ့နော် တဆယ်ပရိတ်အောက်မှာတုံညာထိတ်လို့ထွက်တယ်သူ့ရဲ့ဘေးမှာတိတ်ထိတ်စီထွက်တယ်အဲ့ဒီအောက်မှာထွက်တဲ့ခဏကိုကြည့်ပါအဲ့ဒုတိယကလည်းအဲ့ဒီတိုင်းပဲ၃ပရိတ်၁၀ပရိတ်เนาะ၃ပရိတ်ပြီးတော့ဒီမှာ၂ပရိတ်၉ပရိတ်ဖြစ်သွားပြီเนาะ၁၀ပရိတ်ပြီးတော့၉ပရိတ်သူ့ရဲ့အောက်မှာတိတ်ထိတ်စီဘေးမှာတိတ်ထိတ်စီတလုံးထွက်တယ်သူ့ရဲ့အောက်ထွက်တဲ့ခဏကိုကြည့်ပါအဲ့ဒီမှာကျွန်တော်တို့၁ပရိတ်၈ပရိတ်ဖြစ်ပြီးသူ့အောက်မှာ၂ထိတ်စီထွက်တယ် နှစ်ထိပ်ပြီးမှတစ်ထိပ်စီတစ်လုံးထည့်သွားပြီသူ့အောက်မှာထွက်တဲ့ကဏ္ဍကိုကြည့်မယ်အဲ့ဒီတုံညာတစ်လို့ဖြစ်တယ်သူ့အောက်ထွက်တဲ့ကဏ္ဍဒီရှေ့တနည်းကြွားကဏ္ဍနော်တနည်းကြွားကဏ္ဍတခါတစ်တစ်လို့ဖြစ်ပြီသူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကလည်းရှေ့တနည်းကြွားကဏ္ဍနော်ကိုကိုတုံးဒါဆိုရင်ဒီမှာနှစ်တစ်လို့ဖြစ်ပြီသူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီရှေ့တနည်းကြွားကဏ္ဍနော်ခွန်ရှိ၄ကိုပဲကျွန်တော်တို့ အခုချစ်လို့ဘူးတော့ဆိုတော့အဲ့နားမှာကျွန်တော်တို့လိုရသေးဘူးဗျာကဲမရသေးလဲတော်ပါပြီဗျာနော်ကျွန်တော်တို့ခုနကပြောခဲ့တဲ့အဲ့ဒီအတန်ကြားရင်လည်းရပါပြီခွန်လေးရှစ်အဲ့ဒါပါပဲနောက်ဆုံးပဲကျွန်တော်အသေးစိတ်တော့မရှင်းပြတော့ဗျာနော်လိုင်းရမကောင်းဆိုတော့ကဲအားလုံးပဲအဲ့ဒါဒုတိယကျွန်တော်အကြိုက်ဆုံးခန်းနော်နှစ်ကွက်တော့ထိုးခွန်ထိတ်နဲ့ခွန်ရှစ်လေးခွန်လေးရှစ်နှစ်ကွက်တော့ထိုးလိုက်လားကဲအားလုံးပဲကံကောင်းကြပါသေးတယ်နော်လိုင်းရမကောင်းတော့ကျွန်တော်လည်းအရစ်တွေမတက်နေတော့